ဒီကန်းကောင်မေးအောင်မှာရက်နေရတာစိတ်ချမ်းသာလို့ဒီကန်းကောင်ပင်ကအဆောင်ရှိတယ်ကျူးစားတာပေါ့ဟိုကိုစီနီယာအမနဲ့တွေ့ပြီးတိကျဆောင်ရတာလေဆိုတော့ဟိုကိုမကောင်းနေတယောက်ကမကောင်းနေအဲ့တစင်းလုံးကဘလို့မကြည့်ရတာစစ်ပြီးဆိုတော့ကိုပိုင်လည်းတကယ်ကိုကျူးစားရတယ်ဒါကိုစီနီယာတွေတခြားဘေးမှာဟို ပါဝင်တဲ့တင်းဆောင်တွေအားလုံးကလည်းတကယ်ကိုစူးစမ်းထားတော့ကြတော့ဒီကြားထဲမှာမှကိုကအင်းရောက်လာလေးလေးတလောက်ပဲဆိုရဒီစင်ရလုံးဝကြည့်လို့ကောင်းတော့မှာမဟုတ်ဆိုတော့ဟိုတောင်းပန်စူးစမ်းခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်ပြီးတော့ကြာကြာကြာ9နှစ်လောက်ကတော့ပုံပြီးမတရားဖြစ်တာပေါ့ ဒီလိုအခြေအနေမျိုးမှာမတင်ပြဘူးလို့ကိုကထင်ခဲ့ရတယ်။အခုကျတော့တင်ပြတော့မယ်၊တင်တော့မယ်ဆိုတဲ့အချိန်မှာအဲဒါကိုကားလေးကိုလည်းညှော်နေရကြပြီပေါ့နော်။အဲဖန်နီရောခဏခဏလာမိကြတယ်။အဲကိုကလည်းဟိုအေးစစ်စစ်ပဲညီညီပဲနေနေရောကြတော့ဟိုကိုကလည်း ်မျောကြရအောင်ပေါ့နော်ဆိုတော့ကိုယ်ပိုင်လည်းမျောသလိုဒါကိုယ့်ရဲ့ဖန်တွေကလည်းမျောနေဖြစ်တဲ့အတွက်အခုချိန်ကတော့ဒါပြတော့မယ်ဆိုတဲ့အချိန်မှာသူတို့နဲ့ထက်တူကိုယ်လည်းရင်ကုန်စိတ်လှူချပါလိမ့်ကျန်းကော်ဝင်ညိုရမ်းကြိုက်တာလေဟိုသွားပြီးတော့မှကိုယ်ပထမဆုံးတွေ့ရတဲ့အချိန်မှာကျန်းကော်ဝင်ညိုရမ်းကြိုက်တယ်ဆိုတော့ဒါကျန်းကော်နဲ့ပတ်သက်တဲ့ဒါရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက်ဒါကျန်းကော်ဝင်လေးတွေကိုအခုပို့ပွင့်နေချိန်လည်းဖြစ်နေတိုက်ဆိုင်နေရောလေအပြင်သွားရင်လည်းမြင်နေရတာကျန်းကော်ဘန်း ဟောဂန်းကော်နေရုပ်ရှင်ဇာတ်ကပြရမှာပေါ့လို့ဂန်းကော်ဘန်းတွေကိုရက်မြင်နေဟာမသိဘူးတော့အပြည့်သွားရင်လည်းမြင်နေရတယ်။ဘယ်တော့တော့အဲ့ဂန်းကော်မှာမြင်နေရတယ်။အဲ့ဆိုရှယ်မီဒီယာမှာလည်းဒီကန့်ကော်ဘန်ပန်စီလောက်တာတို့ဟာတို့အဲ TikTok မှာဆိုတဲ့အားကြီးမြင်နေရရပေါ့နော်။ထိတ်ဆိုင်တာလားဒါတွေကိုခဏခဏမြင်နေရရပေါ့နော်။အီပေါ်လေးလို့ဒီအချိန်ကကန့်ကော်ဘန်ပွင့်နေချိန်လေးဖြစ်သလိုကန့်ကော်နေရွှေစက်ကြီးလည်းပြရတော့မှာဆိုဒါလေးတွေကဟိုကပုံပြီးမြင်မြင်မိရအောင်အဲအခုပြန်ကြည့်တဲ့အချိန်မှာလည်းတကယ်ကိုစိတ်ကြည်နေမှုရပါတယ်။ လုံးငယ်ခုနှစ်နှစ်က IT နဲ့ဒီအချိန်က IT နဲ့တော့ဟိုဟိုဘယ်လိုပြောလဲသွားရှင်ပြီးတော့အော်လိုအပ်နေတဲ့ဒီညာရမကောင်းဒီညာတွေလောက်မှဆိုပြီးတော့မှဟိုစိတ်မကျေနပ်တာတွေဖြစ်နေလို့မရဘူးဒါပေမဲ့ခုကိုပြောင်းကြည့်တဲ့အချိန်မှာလေအော်လုံခဲ့တဲ့ခုနှစ်နှစ်ကသူတော်တော်စူးစမ်းခဲ့တာပဲ။အော်သူတော်တော်အဲစူးစမ်းပြီးတော့ item လုပ်ခဲ့တာပဲဆိုတာကိုအခုခုကိုပြောင်းပြရတယ်။လုံခဲ့တဲ့ခုနှစ်နှစ်ကရှုသမျိုးပြောင်းပြရဖြစ်တယ်။ဆိုတော့ဒီကဲထဲမှာအဲဒီကားထဲမှာလောက်ထားတဲ့ item အပြောဆိုမှုရာလေးတွေအစားကိုအားလုံးသဘောကျပါတယ်အဲ့တော့စီမျိုးကိုလည်းအကောင်းတဲ့နေရာမှာလည်းဟိုတကယ်ဟိုကလေးလေးလိုချစ်စရာကောင်းလို့ရောပါကွမ်းဆိုတန်တာရဲစင်မျိုးတွေမှာလည်းတကယ်ကိုရက်ဆိုတန်တာနေတာမျိိုးလေးလည်းရဲပြောမှအခုမှတရားပြကြည့်ရအောင်အဲ့လိုလေးဖြစ်နေတိုက်တယ်ရှူရပန်းအောင်ကြိုက်တယ်အဲ့လိုပန်းခိုးရတာထက်ကိုလေအဲ့လိုအပြင်မှာရှိနေရလို့ဒီတိုင်းကြည့်ရတာပို့ပြီးတော့မှကြိုက်တယ်ကျူးစားတာပေါ့ဟိုဟိုကိုစီနီယာအမနဲ့တွေ့ပြီးတိကျဆောင်ရတာလေးဆိုတော့ဟို ကိုမကောင်းနေတယောက်ကမကောင်းနေအဲ့ဒီတစ်စင်းလုံးကဘလို့မကြည့်ရတာစစ်ပြီးဆိုတော့ကိုယ်ပိုင်လည်းတကယ်ကိုကြိုးစားရတယ်ဒါကိုယ်စီနီယာတွေတခြားဘေးမှာဟိုပါဝင်နေတင်းဆောင်နေအားလုံးကလည်းတကယ်ကိုကြိုးစားထားတော့ကြတော့ဒီကြားထဲမှာမှကိုကရပါလေလေးတလောက်ပဲဆိုရဒီစင်းရလုံးဝကြည့်လို့ကောင်းတော့မှာမဟုတ်ဆိုတော့ဟိုတောင်းကြိုးစားခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်ကကိုကကြံမှန်လေးသမီးတူလေးနဲ့တော်တော်ချစ်ဖို့ကောင်းနေတယ် ကေပြီးတော့ကောင်းမလဲအစ်မမကဆိုတော့ချစ်မကောင်းပါဘူး။ဘိုးမဘောအကြီးစားမှုပါဘောတဲရီကွဲပြီးတော့ကြီးစားမှုပြီးတော့မှအဲတော်တော်ချိန်ယူရမှာအဲဟိုအဲ့ဒီပြန်ဟိုအချိန်ဦးနဲ့ကြီးစားအောင်နဲ့တွဲကြရတဲ့ခံစားချက်ကိုတော်တော်ပြန်ပြီးတော့မှအချိန်ယူရမှာမဖြစ်ပါဘူးဖြစ်ပါဘူး။ဒါအားလုံးကဒီဇက်အပေါ်မှာအဲဒရတာရဲ့ညွှန်ကြားမှုအောက်မှာအကောင်းဆုံးစူးစမ်းကြရတာပဲဒီတော့အဲပြီးတော့လေကိုကျင်းတဲ့လို့လက်ခံခဲ့တဲ့ ဆက်နေပြီဆိုတော့အဲဒီပေါ်မှာအဲ့လိုမျိုးကြီးအာကွဲသွားလို့စိုးရည်လူမျိုးမှမဖြစ်ချင်ဘူးဆိုရင်လက်ခံပြီးတော့ရိုက်ကူးနေကြအကြောင်းမရှိဘူးဆိုတော့ကိုင်းမှာတော့မင်းရောအရန်လာနေရလို့မြင်တယ်လူကြီးဖြစ်သွားတဲ့အချိန်မှာလည်းအစိုးရနာတကူကလည်းလူကြီးဖြစ်သွားတဲ့အချိန်မှာကိုကသမီးအတူနဲ့ကာလာလေးနဲထည့်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာငါပုံများငွေရုပ်ဖြစ်သွားမလားပေါ့ဒီစပိတ်နဲ့ပါနဲ့ဆိုတော့ဒါပေမဲ့ ကြည့်တဲ့အချိန်မှာတော့သူ့မျက်လုံးကအရင်ကတည်ငြိမ်နေတယ်။ဒါဆိုတော့ဟိုစကားလေးကိုလည်းတည်ငြိမ်ငြိမ်နဲ့ပဲပြောသွားတာ။အဲတွေ့ရတယ်။ဒါဆိုလုံးနေတဲ့ခုနှစ်နှစ်ကကောင်ကိုပြန်ကြည့်ရတာဟိုကောင်ကိုပြန်ကြည့်တဲ့အချိန်မှာစင်ပြေပေါ့။အာဆန်းဝင်တေးတဲ့မှာနှစ်ပုတ်ပါနှစ်ပုတ်လုံးအရင်ကြိုက်တာ။ဒါဆိုတော့မမ်မိမိရဲ့တချင်လေးဝင်လာရဲ့တကယ်ကိုလေးအဲ့လိုနှစ်ယောက်ကြည့်နူးတဲ့စင်လေးရင်အဲ့တချင်လေးကိုထည့်ထားတာ ਉਹ ဆိုတော့တကယ်ကိုကြည့်နူးရတယ်။အဲဒါ ွေင်တင်ရဲ့အာဒါဒါနှွေဦးခန့်ကိုတချင်းဝင်လာတဲ့အချိန်မှာဆိုရင်လည်းတကယ်ကိုမျက်ရည်ဝဲရတယ်တကယ်ကိုနွမ်းဆွပြီးတော့မှလေဒီဇက်ကားနဲ့ဒီတချင်းတင်ကတကယ်ကိုအံ့ဩခင်ကြဖြစ်နေရဆိုတော့ဒီကန့်ကိုနေရွှင်ဇက်ကားကြီးပေါ်ပြီးပြည်ဆုံးပြီးပေါ်ပြီးလှပတဲ့ဇာတ်ဖြစ်တော့ဘူးอ่ะဒီကန်းတော်ဘီစီเนี่ยဒါဥငယ်ရဲ့မင်းကန်းတော်တခြင်းอ่ะမရှိမဖြစ်ပဲ ကဲရွှေတို့ကန်းကောင်းနေရုပ်ရှင်စကားကြီးကို match က14ရက်နေ့မှာရုပ်တင်မှာတော့မရှင်ဆိုတော့အဲ live ကြည့်ရှုပြီးတော့မှဝေဖန်ချက်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဒါကြည့်တဲ့အခါမှာလည်းတကယ်ကိုရင်းနေကိုနည်းနည်းရညောလေးနဲ့ကြည်ရမယ်ဒါရုပ်ရှင်စကားဖြစ်ပါတယ်ဆိုတော့အချက်စကားလေးကိုအဲ live ကြည့်ကြဖို့ဖြစ်ပါတယ်ရှင်